မင်္ဂလာပါရှင်မကြခင်ရေကောက်ပွဲကြီးကျင်းပတော့မှာဆိုတော့ပြည်သူတွေရဲ့ယူတင်စကားတန်လေးကိုသိလိုတာလေးမိများတောင်းပါမို့လို့ లై ဖ်ပါကြည့်ရှုပေးကြပါအောင်ရှင်မမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါရှင်။ခု2025ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲမှာအမအနေနဲ့မဲဆင်းလေးတက်ကြည့်ပြီးသားပြီလားရှင်။ဟာဟုတ်ကဲ့ကြည့်ပြီးပါပြီရှင်။မဲဆင်းမှာအမနာမည်ပါလား။ ဟုတ်ပါပါရဲ့ရှင်။မဲပေးဖို့ဆုံးဖြတ်ထားလား။ဟုတ်ဆုံးဖြတ်ထားပါရဲ့ရှင်။ဘာလို့မဲပေးဖို့ဆုံးဖြတ်ထားရလဲရှင်။အော်ဒါနိုင်ငံသားတိုင်းကမဲပေးပိုင်ခွင့်ရှိရယ်ဆိုတော့အမအနေနဲ့လည်းနိုင်ငံသားတူဖြစ်တဲ့အတွက်မဲပေးဖို့ဆုံးဖြတ်ထားပါရဲ့ရှင်။ခုရေကောက်ပွဲလေးပေါ်အမရဲ့အမြင်လေးပြောပြပါအောင်ရှင်။အာအခုရေကောက်ဝဲဖြစ်လာခဲ့တဲ့အတွက်လည်းအများကြီးတိုးတက်ပြောင်းလဲသွားမယ်လို့လည်းမြင်မိပါတယ်။အာ အခြားခြားရရာဘောတော့နိုင်ငံရေးစီးပွားရေးလူမှုရေးအားလုံးပြောင်းလဲသွားမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်။အခုဒီကောက်ပွဲလေးရောတရားမျှတရေးကောက်ပွဲလေးဖြစ်မယ်လို့အမအနေနဲ့ထင်ပါသလားရှင်။ဟုတ်ထင်ပါရဲ့ရှင်။ဟိုလွတ်လပ်ပြီးတရားမျှတတဲ့ပါတီဆိုဒီမိုကရေစီရေးကောက်ပွဲဆိုတော့လည်းအင်းတရားမျှတမယ်လို့ထင်ပါရဲ့ရှင်။အခုရေးကောက်ပွဲလေးပြွားရောဘာတွေပြောင်းလဲသွားမယ်လို့ထင်ပါသလဲ။အာဟုတ်အကုန်လုံးပြောင်းလဲသွားမှာပါဗောနော်။ပြောင်းလဲသွားမယ်လို့လည်းထင်ပါတယ်။ဟိုနိုင်ငံရေးစီးပွားရေးလူမှုရေးအခြားခြားရာတိုးတက်ပြောင်းလဲသွားမယ်။လမ်းမဆက်တွေရောဗောနော်။ နောက်ပြီးတော့အဲအစိုးရအသေးတရေပေါ်ထွန်းလာတာဖြစ်တဲ့အတွက်လည်းတော့အကုန်လုံးကြောင်းလက်သွားမယ်လို့မြင်ပါတယ်ရှင်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဟုတ်ကျေးဇူးပါရှင်။အနေမင်္ဂလာပါရှင်။မင်္ဂလာပါသူ။အခုရေကောက်ပွဲလေးလောက်တော့မှဆိုတော့အနေနဲ့နည်းနည်းမင်းလေးတောက်ကြည့်ပေးသားပေးလားရှင်။တောက်ကြည့်ပေးပါပြီ။ခင်းချင်းမှာရောအနေနဲ့မင်းလေးပါလားရှင်။ဟုတ်ပါတယ်သူ။မင်းလေးပေးဖို့ဆုံးဖြတ်ထားလားရှင်။ဆုံးဖြတ်ထားပါတယ်။ဘာလို့ဆုံးဖြတ်ထားရလဲရှင်။အဲမဲပြတာတော့လေဟိုမြန်မာနိုင်ငံသားတွေအားလုံးရဲ့လူဟိုလောက်အဖေဖြစ်တဲ့အတွက်မဲပြလို့ချုံချက်လာပါ အခုရွေးကောက်ပွဲလေးပေါ့အနည်းအမြင်ပြပြပေးပါအောင်ရှင်အနည်းအမြင်ကတော့ဒီတရားမြတ်တပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ထင်တယ်ပြီးတော့ဒီနေ့ကမဲပေးတဲ့စနစ်တွေနဲ့မတူဘဲနဲ့ဒီနေ့ကပုံမတိနေတယ်ပဲမဲပေးတဲ့စက်ကလုတ်နေပြီးတော့မဲပေးအောင်ဖြစ်တယ်ပဲပုံမတိကြတဲ့ဂျက်လက်ကိုထွက်လာလိုက်ဒီနေ့ပဲရွေးကောက်ပွဲလေးပြီးသွားရောဘာတွေပြောင်းလဲရမယ်လို့ထင်ပါတယ်ရှင်ဘာတွေပြောင်းလဲရမလဲဆိုတော့အစားအရာပေါ်ဒီစီပွားရေးတွေလူမှုရေးတွေနဲ့လက်မဆက်တွေကိုကောင်းမွန်လာမယ်ဒီရောက်ရှိနေတဲ့အတွက် တူနေတဲ့အခွင့်အရေးရလက်ပြီလို့ထင်နေပြီးတော့ဒီဖြစ်ပြီးတော့ကိုတက်တဲ့နိုင်ငံနဲ့ပြည်သူတွေပေါ်ဆောင်သွားနိုင်မယ်ဆိုတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။မမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါ။မအနေနဲ့အခုလာမယ်2025ရေကောက်ပွဲလေးမှာမဲရှင်းလေးတောက်ကြည့်ပြီးသားရလားရှင်။ဟုတ်ကဲ့ကြည့်ပြီးပါပြီရှင်။မဲရှင်းမှာမနာမည်ပါလားရှင်။ဟုတ်ပါပါတယ်ရှင်။မဲပေးဖို့ရောဆုံးဖြတ်ထားလား။ဟုတ်ဆုံးဖြတ်ထားပါလား။ဘာလို့မဲပေးဖို့ဆုံးဖြတ်ထားရလဲ။မြန်မာနိုင်ငံသားတယောက်အနေနဲ့ပါဝင်တဲ့နေချင်းကိုဆုံးဖြတ်ထားတာပါမဲပေးဖို့။ ခုရေကောက်ပွဲပေါ်အမရဲ့အမြင်လေးပြောပြပါအောင်ရှင်ဒီရေကောက်ပွဲပြီးသွားရင်ဒီနိုင်ငံအတွက်တိုးတက်မဲ့ဟာတွေလည်းပြောင်းလဲလာမယ်လို့ထင်တယ်စီးပွားရေးတွေလည်းပြောင်းလဲလာမယ်လမ်းမဆွဲရေးတွေလည်းတိုးတက်လာမယ်ထင်လို့အတွက်ဒီရေကောက်ပွဲအတွက်ကိုဆုံးဖြတ်ကြပါတော့မယ်လို့အော်အခုရေကောက်ပွဲကအမအနေနဲ့တရားမျှတရလို့ထင်ပါသလားရှင်။မျှတမယ်လို့ထင်ပါတယ်။ရေကောက်ပွဲပြီးသွားရင်အမအနေနဲ့ဘာတွေပြောင်းလဲရမယ်လို့ထင်ပါသလဲ။စီးပွားရေးတွေလည်းကောင်းလာမယ်၊လက်မဆွဲရေးတွေလည်းကောင်းလာမယ်၊ငြိမ်းချမ်းရေးလည်း ဒီဆက်ပို့ပြီးအစီအစဉ်သွားမယ်ကျွန်မဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်